ရှမ်းပြည်နယ်ရှေ့ပိုင်းတည်ငြိမ်အေးချမ်းမှုကိုဆက်လက်ထိန်းသိမ်းဖို့နဲ့လူမှုစီးပွားမြင့်တက်လာစေဖို့တဦးချင်းမဲပေးရွေးချယ်မှုကရည်ကြီးတယ်လို့ပြည်ထောင်စုကြံ့ခိုင်နေဖွံ့ဖြိုးရေးပါတီကျိုင်းတုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးတန်းထွန်းဦးကပြောပါတယ်ခင်ဗျားတို့လွန်ဝေဒေသကတိုင်းရင်းသားများအပါဝင်ရှမ်းပြည်နယ်အစီပိုင်းဒေသကတိုင်းရင်းသားတွေကျွန်တော်အင်မတန်ကြီးကျူးပါတယ်ဘာကြောင့်ကြီးကျူးလဲဆိုတော့ဒီဒေသကတိုင်းရင်းသားတွေကအင်မတန်ရိုးသားဖြူစင်ပြီးတော့ပြည်ထောင်စုစိတ်ဓာတ် စီလုံးညင်ညွတ်တဲ့စိတ်ဓာတ်အပြည့်ဝရှိတဲ့အတွက်ယခုတည်းအထိအေးချမ်းနေတယ်ငြိမ်းချမ်းနေတယ်နော်ဆက်ပြီးတော့လည်းအေးချမ်းအောင်ငြိမ်းချမ်းအောင်တည်ဆောက်အောင်မှာဖြစ်ပါတယ်ဒီနှစ်မှာရွေးကောက်ပွဲပြီးလို့နောက်နှစ်ကိုကျွန်တော်တို့ကလွတ်တော်ရွေးချယ်လို့တာဝန်ထမ်းဆောင်ရင်လည်းကျွန်တော်တို့ကပို့ပြီးတော့မှဒီတဲ့ပို့ဟာလာဟိုတာဝန်တွေကိုပြည့်ပြည့်စုံစုံကြည်ပြောင်းတဲ့ဆောင်ရွက်နိုင်မယ်ဆိုတာဒါကိုယ့်ကိုယ်ကိုလည်းယုံကြည်စိတ်ချပါပညာရေးကျမ်းမာရေးလူမှုရေး ဗက်စုံဖွံ့ဖြိုးတိုးတက်ရေးနော်ကိုယ့်ရဲ့ဒေသအကျိုးကိုတူကြီးတူချင်းရမဲပေးရွေးချယ်တဲ့အခါမှာလဲအကျိုးပြုတဲ့ပဲအဲပေးနိုင်ရပါစေရွေးနိုင်ပါစေဒီမှာရှိတဲ့ပြည်သူလူထုရဲ့ကောင်းတာကောင်းကျိုးတိုင်းပြည်ရဲ့တိုးတက်ရာတိုးတက်ကြောင်းကိုကျွန်တော်တို့ကဆက်လက်ပြီးတော့ဟာလားအားဆိုင်ခွန်ဆိုင်ဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်တယ်ဆိုတာလေနိုင်ငံသားပြည်သူများအားလုံးသိရှိအောင်ကျွန်တော်တို့လည်းလာရောက်ဆွေးနွေးတွေ့ဆုံခြင်းဖြစ်ပါတယ်ပြည်တော်စုကြံ့ခိုင်းတဲ့ဖွံ့ဖြိုးရေးပါတီမှာ အငိမ့်စားတက်မတော်အရာရှိကြီးတွေပါဝင်ကြတဲ့အတွက် နေဆက်ဒေတာအပါအဝင်တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလိုအပ်ချက်တွေကိုဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်လို့လည်းဦးတန်းထွန်းဦးကပြောပါဗျ။အဲ့တော့ကျွန်တော်တို့ပြည်ထောင်စုကြခိုင်ရေးတဲ့ဖွံ့ဖြိုးရေးပါတီဟာကျွန်တော်တို့နိုင်ငံမှာတက်တာအရှိဆုံးပါတီဖြစ်ပါတယ်။ဒီပါတီမှာလည်းတက်မတော်အကြီးအကဲအငိမ့်စားတွေရပဲတာဝန်ယူခဲ့တဲ့အခါကျတော့လက်ရှိတဲ့တာဝန်ယူကြတဲ့အခါကျတော့ တိုင်းပြည်ရဲ့အရေးအရာတွေကိုဟုတ်နေဆက်ဒေသမကြံတိုင်းသားတွေရဲ့အရေးအရာတွေဥမချီးကားမကြံအကုန်သိတာနော်အကျွန်တော်တို့ကိုယ်တိုင်လည်းအလားတူပဲဖြစ်ပါတယ်အကုန်သိတဲ့အတွက်လည်းဘာတွေဆောင်ရွက်ပေးရမယ်ဆိုတာကျွန်တော်တို့သိပါတယ်နော်ကျိုင်းတုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတန်းထွန်းဦးအနေနဲ့ဒီဇင်ဘာလ၄ရက်နေ့ကကျိုင်းတုံမြို့နယ်လွယ်မွေကျွေးရအုပ်စုမှာဒေသခံပြည်သူတွေနဲ့တွေ့ဆုံစီယုံဟောပြောရာမှာအခုလိုထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ် လူလူတွဲဆောင်ပွဲကိုဒေသခံပြည်သူ900ကျော်တက်ရောက်ခဲ့ကြပြီးမြန်မာအီလက်ထရောနစ်မဲပေးဇက်နဲ့မဲပေးနည်းကိုရှင်းလင်းခြင်းနဲ့တရုတ်ပြမဲပေးခြင်းတွေဆောင်ရွက်ခဲ့ကြပါတယ်။